မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် lit data type မှာရှိတဲ့ method တွေအကြောင်းကိုတော့ဆွေးနွေးသွားမှာပဲဖြစ်ပါ method ဆိုတာဘာလဲဆိုတော့ဟိုအကြမ်းများအားဖြင့် Python မှာရှိတဲ့ needy data type ဆိုတော့ node object တွေဖြစ်ပါတယ်အဲ့ဒီ object တွေနဲ့တွဲသုံးလို့ရတဲ့ function တွေကိုကျွန်တော်တို့က method လို့ခေါ်ပါတယ်ဟုတ်ပြီတော့ပထမအဦးဆုံးကျွန်တော် interactive mode ကိုတော့ခေါ်လိုက်ပါမယ်ပြီးတော့ node တစ်ခုတိောက်လိုက်မယ်အဲ ဆိုပြီးတော့1 2 3ဆိုပြီးတော့ပြလိုက်မယ်။နောက်ပထမဆုံးပြောချင်တဲ့မတ်တပ်ကအပ္ပမတ်တပ်ပါ။အပ္ပမတ်တပ်ကဒီရှိပြီးသားလစ်အေတဲ့ဟိုနောက်ထပ် element တမိုထပ်ပေါင်းထည့်ခြင်းဖြစ်ပါတော့မတ်တပ်ကိုသုံးခြင်းပထမလစ်နံပါတ် A who.appe and the အပ္ပဆိုပြီးတော့ရေးမယ်။ဒီမှာတော့တရားလို့ရေးမယ်ဆိုရင်နော် A လို့ပြန်ထုတ်လိုက်မယ်ဆိုရင်တရားနောက်ထပ်မှရောက်သွားပါ။ ဒီနေရာမှာပြောချင်တာအပမတ်တက်ကဒီဒီ data type မဆိုတော့ထည့်လို့ရပါတော့နောက်ထပ် integer မှမဟုတ်ဘူးเนาะနောက်ထပ် float လည်းကျွန်တော်ထည့်လို့ရပါပြီးတော့ရင် app end ဒီအပန်းဆိုပြီးတော့ကျွန်တော်နောက်ထပ် net တစ်ခုထည့်လာမယ်အဲ့ဒီ net က1122ဆိုပြီးတော့เนาะ element တစ်ခုရှိမယ်ပြီးတော့ပေါင်းထည့်လာမယ် print ထုတ်ကြည့်လိုက်မယ်ဆိုရင်เนาะ1122ဆိုပြီးတော့ data type မျိုးစံနောက်ထပ်တစ်မျိုးဖြစ်လာပါတယ်။တော့နောက်ထပ် method တစ်ခုကတော့ node insert method ပါ။ insert method ကကြတော့ကျွန်တော်ထည့်တင်တဲ့ parameter နှစ်ခုရှိပါတယ်။ပထမတစ်ခုကထည့်တင်တဲ့ internet number နောက်တစ်ခုကကြတော့ကျွန်တော်ထည့်တင်တဲ့တန်ဖိုးပါ။ဟုတ်ပြီ node ဒီဟာလေးကိုတော့ဥပမာရေးပြ။တော့ a.insert.insert ဆိုပြီးတော့ရေးလိုက်မယ်နော်။ အင်းဒတ်နှစ်နေရာမှာကျွန်တော်900ထဲမယ်လို့ပြောလိုက်တယ်။အဲ့ဒါဆိုရင်တော့အင်းဒတ်နှစ်နေရာမှာ900ရောက်သွား။ဒါဆိုဒီမှာဆိုနှစ်နေရာပေါ့။၃ညာ၁နှစ်ဆိုပြီးတော့နှစ်အင်းဒတ်နှစ်နေရာမှာ900ရောက်သွားပါ။သူ့မှာအင်းဒတ်ကကြာတကယ်လို့မရှိတဲ့အင်းဒတ်ထည့်လိုက်မယ်ဆိုရင်ကျွန်တော် နောက်ဆုံးကပြန်ရောက်နောက်ဆုံးကနေထည့်ပေးပါဥမာတော့အင်းဒတ်90ဆိုမရှိပါအဲ့90နေရာမှာကျွန်တော် minus 1ထည့်မယ်ဆိုရင်နောက်ဆုံးငှားနေပြီးတော့သူက minus 1လေးထည့်ပေးတာပေါ့ဥပမာ၄ရဲ့နောက်ဆုံးကနေပြီးတော့ minus 1လေးထည့်ပေးမှာပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဆွေးနွေးချင်တာကတော့ extent method ပါ extent method ကကြတော့သူ့ရဲ့ parameter ကကျွန်တော်ဒီတာတွေပဲဖြစ်တဲ့ object ကိုပဲကျွန်တော်ထည့်ပေးရမှာပါဟုတ်ပြီကျွန်တော် a လို့ပြန်ရလာမယ် a ဆို1 2 900 3 -1 ဆိုပြီးပြီးတော့ a full stop E A D E N D A S T ဆိုပြီးတော့ကျွန်တော်ဒီတာတွေပဲ object ဖြစ်တဲ့ net တစ်ခုကျွန်တော်ထည့်လိုက်မယ်11ကျွန်တော်22 23ဆိုပြီးတော့ကျွန်တော်ထည့်လိုက်ဒီနေရာမှာဘလို့ဖြစ်သွားမလဲဆိုတော့ extent method ကရှိပြီးသား let ထဲရှိပြီးသား let ထဲကိုကျွန်တော် extent ထည့်လိုက်တဲ့ let နဲ့ကျွန်တော်ပေါင်းထွက်သွားပါပေါင်းထွက်သွားတော့ကျွန်တော် net တစ်ခုတည်းပဲဖြစ်သွားပါဥပမာကျွန်တော် print ထုတ်လိုက်မယ်ဆိုရင် a လို့ရိုက်ထည့်မယ်ဆိုရင် ျွန်တော်လစ်အိမ်ထဲမှာကျွန်တော် extend လုပ်လိုက်တဲ့လစ်ထဲမှာရှိတဲ့တံမိုးတွေကတွားပြီးတော့ဝင်သွားတာပါ။ကျွန်တော်ချင်းပြောရင်လစ်နှစ်ခုကိုတစ်ခုဖြစ်အောင်ကျွန်တော်ပေါင်းဆက်သွားတာပဲဖြစ်ပါ။ဒီကောင်ကဘာနဲ့တွားနေလဲဆိုတော့ကျွန်တော်လစ်နှစ်ခုပေါင်းတာနဲ့တွားနေတယ်။ဥပမာကျွန်တော်က A ညီမချင်း1 2 3လို့ပေးလိုက်တယ်။ပြီးတော့ B ညီမချင်းကျွန်တော်တို့ကပေါင်း1 1 2 2 3 3လို့ပြောလိုက်တယ်။ A အပေါင်းပြီဆိုရင်ကျွန်တော်ဒီလစ်အိမ်နဲ့လစ်ဘီနဲ့တွားပြီးတော့ပေါင်းတာပါအော်သဘောတရားလေးရတော့ကျွန်တော်နည်းနည်းရှင်းပါမယ်ဒါတော့ကျွန်တော်အိတ်ဆမ်မတ်တပ်ပါအိတ်ဆမ်မတ်တပ်မှာတစ်ခုသုံးသုံးလို့မရတာကကျွန်တော်တို့ဣတာတွေပဲအော့ချက်မဟုတ်တဲ့ data type တွေကိုကျွန်တော်တွားပြီးတော့ကျွန်တော်အကူမအနေနဲ့ပတ်စင်ပေးလို့မရပါဘူးဟုတ်ပြီကျွန်တော် a လို့ရေးလိုက်မယ်အဲဆို1 2 3 1 2 2 a. a E A T E N D extend ဆိုပြီးကျွန်တော်ငားဆိုပြီးသွားပေးလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ငားကိုကျွန်တော်တို့ကဖြီးပြီးတော့ငားကိုဖြီးပြီးတော့မူရင်းအေတယ်ကိုကျွန်တော်သွားထည့်လို့မရလို့ပါ။ဒီမှာဆိုရင်ကျွန်တော် error တက်နေပါ။အဲ့ဒါဘာလဲဆိုတော့ in object it not either တွေပဲတဲ့။ either တွေပဲမဟုတ်လို့ကျွန်တော်တို့ကထည့်လို့မရပါဘူး။နောက်တစ်ခုတော့ဆွေးနွေးချင်တာ remove ပါ။ remove ကတော့ကျွန်တော်ရိုးချင်ပါ ချက်ချင်းတဲ့ element ကိုကျွန်တော်တို့ကထည့်ပေးရမှာဥမာကျွန်တော် a ပူစော် r e m o v remove ကျွန်တော်၃ဝင်ဖြတ်မယ်ဆိုရင်ကျွန်တော်၃ဝင်ပြတ်သွားမှာပါ a လို့ရိုက်ထည့် line 1 2ပဲပြန်တော့မှာဟုတ်ပြီမရှိတဲ့ element ကိုတော့ဖြတ်ပြေးလိုက်မှာ r e m o v remove ကျွန်တော်30 30ဆိုရင်ကျွန်တော် list a ရဲ့မှာကျွန်တော် မရှိပါမရှိရင်ကျွန်တော်အဲ့ဒါတက်မှာပါဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ list က အဲ30ရနှစ်အေတဲမှာကျွန်တော်မရှိလို့နောက်ထပ်ကျွန်တော်ဆုံးနေချင်တာကောင်းပါကောင်းကတော့ဟိုလက်ထဲမှာကျွန်တော်ရှာခြင်းနဲ့ element ဘယ်နှခုရှိလဲဆိုတော့ကျွန်တော်ပြောတော့ဥမာကျွန်တော်လက်ဆိုပြီးတော့တော့ထပ်ပြီးဆောက်လိုက်မယ်1 2 3 3 3 4ဆိုပြီးတော့လက်ပြီးဆောက်လိုက်ပြီးဆောက်ပြီးတော့ကျွန်တော် a.coun ကိုကောင်းကောင်းကိုကျွန်တော် နှစ်လို့ရေးလိုက်မယ်နှစ်ဆိုကျွန်တော်ဘယ်နှလုံးရှိလဲကျွန်တော်နှစ်ဆိုရင်လက်ထဲမှာနှုတ်တစ်လုံးပဲရှိပါအဲ့ဒါဆိုကျွန်တော်1ဆိုပြီးတော့ကျွန်တော်အဖြေ return ပြန်ပေးမှာမယ်ဆိုတော့ဟုတ်ပြီကျွန်တော် a.cou1.com ကျွန်တော်3လို့ရေးမယ်ဆိုရင်ကျွန်တော်ຕົງວ່າເຈົ້າເຮົາຕົງລົງຊິວ່າເຈົ້າເຮົາຕະລົງຫນ້າລົງຕົງລົງຊິວ່າອັນນັ້ນສອນເຈົ້າເຮົາ3ສົ່ວຢູ່ເນາະຖ້ອຍມາ ဟုတ်ပြီ a.coun1.com ဖိုးလို့တော့ရေးလိုက်မယ်ဆိုရင်နှလုံးမယ်စီပါနှလုံးထွက်မယ်နှုတ်မရှိတဲ့ဟာကိုကျွန်တော်ရေးကြည့်လိုက်မယ်ကောင်းကျွန်တော်30ဆိုပြီးတော့30ဆိုတော့မရှိမရှိဘူးဆိုရင်ကျွန်တော်3ညပဲထပ်မှာပါဟုတ်မရှိတဲ့ခဏန်းတွေကိုတော့ရေးရင်3ညပဲထပ်မှာအဲ့ဒါတော့မတက်ပါဟုတ်ပြီနှုတ်နောက်ထပ်မတက်လေတကူက in depth ပါ in depth in depth မတက်ကတော့ကျွန်တော် ကျွန်တော်ရှာလိုက်တဲ့တံမိုးကိုနှိုးယူနှိုးရှာခြင်းနဲ့တံမိုးကိုရေးလိုက်မယ်အဲ့တံမိုးကအင်တာဘလောက်မှာရှိနေရင်လဲဆိုတော့ပြောပေးမှာဥမာတော့ A ဆိုပေမဲ့ရေးလိုက်မယ် A C so I N D H အင်တာကျွန်တော်နှစ်လို့ရေးလိုက်မယ်နှစ်ဆိုရင်နှစ်ရှိတဲ့အင်တာနေရာပြန်လေးမှာပါခုဆိုရင်နှစ်ရှိတဲ့အင်တာနေရာ3ညတက်ဆိုရင်နှိုး1ကိုရတန်းပြန်လေးမှာဖြစ်ပါတော့ရေးလိုက်မယ်ဆိုတက်ဆိုပြီးတော့နှိုးပေါ်လာမှာ တကယ်လို့ကျွန်တော်တို့တန်မိုးတွေကတူးနေရင်ပထမဆုံးတန်မိုးကသူက index ရတန်းပြန်ပြီးမှာပါ။တော့ A I N E I N D D index ကျွန်တော်4လို့ရေးတယ်။4ဆုံးတော့4ကနှလုံးဖြစ်တယ်။နှလုံးဖြစ်တဲ့အတွက်အစောဆုံးရှိတဲ့ index ကိုအဖြေထုတ်ပေးမှာပါ။ရတန်းပြန်ပြီးမှာပါ။0 1 2 3 4 5ဒါဆိုရင်ကျွန်တော်တို့က a full stop index 4လို့ရေးလိုက်တာ ਨੇ ကျွန်တော်က5ကို return ပြန်လို့ပါဘူးကျွန်တော်ဆွနေနေတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ